နေနာပါဗျာအာသာအလုံးကြောင်းပါစေဘိုင်ကိုဒီနေ့ပါလဲ9ရက်လေးလ2025ပေါ့နော်ဒါဒုတိယဖိုင်လေးဘိုင်ကိုမျက်နှာမြင်လို့အတန်ကြလို့အလုံးပျော်ရွှင်ကြပါစေအကြောင်းစုမကောင်းတောင်းလိုက်ပါလဲဗျာဒါဒီနေ့ဘိုင်ဆောဆောအဆက်ပေါ့နော်ဒီငလီဘေးမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒါတောက်လျှောက်အကုန်လုံးတည်တယ်ဒါရဲတွေထွက်လာတာမတွေ့ဘူးဘယ်ရင်းမှာပတ်စံတွေလှူတယ်ဆိုတာမရှိဘူးသူတို့တော့ရတာမရှိဘူးရက်ွက်အုတ်ချိုးမှုတွေဟလား ရက်ကွက်မှာရှိနေတဲ့လူတွေအုပ်ချုပ်ရေးပိုင်းမှာရှိနေတဲ့လူတွေဟာလာရက်ကွက်ထဲမှာနှလုံးဒီတွေသုံးလုံးဒီတွေခြေရောင်းတဲ့သူတွေအရက်ရောင်းတဲ့သူတွေမွေးရဲ့ဖဲဝိုင်းပါညာအများကြီးပဲမွေးစေဝါရောင်းတဲ့သူတွေဒါနဲ့ပဲကြိတ်စားနေဒီတကယ်တိုင်းပြည်ရဲ့ဟုတ်လားဟိုဘာလဲဘေးဒုက္ခရောက်နေတဲ့တဘာဝဘေးပဲဖြစ်ဖြစ်ဘာပဲရေးပဲဖြစ်ဖြစ်ထွက်လာတာကိုမတွေ့ဘူးထွက်လာတာကိုမတွေ့ဘူးဟာလာထွက်လာကြတဲ့ဟိုမရှိမရှိပဲတောင်းတော်သားတွေတချို့လာစားတွေဟိုရဲဘော်တယောက် ဘာလဲအောင်ပြေဆုံးလားမသိဘူးเนาะရေးဘက်ကတဏ္ဍာက16လားဘာလဲထားလိုက်ပါတော့ရဲဘော်ကတော့မဟုတ်ပတ်စံ5000လွဲပြီးလူကိုင်းတာမျိုးရှိသေးတယ်ရဲဘော်ဆိုတဲ့အစင်းကဘာမှရတာမဟုတ်လက်စားရတာမဟုတ်ထန်းစုံထန်းပြေးစုံပြေးတိတ်စုံတိတ်ဆွဲအစင်းရတော့မှဒီလိုမျိုးစိတ်ထားနှလုံးသားနဲ့ဒါကောင်းပြီးတော့လူတိုင်းကြတာရှိတယ်ဟုတ်လားနှလုံးဒီသုံးလုံးဒီ line ကြီးဘက်ကောက်မပေးလို့ချင်းလာဖမ်းမယ်ဆိုတဲ့ဟာတွေကတပြားမှမလို့ကြီးလိုက်လို့ချင်း BR ဆိုင်အရက်ဆိုင်ဟာလား KTV မှာဆက်အာအကုန်လုံးသူတို့ပဲ ်နော်အခုကနိုင်ငံတော်ဘယ်လိုဖြစ်နေလဲဆိုတော့တမ်းတော်သားတွေအလွတ်ပေးဆက်တယ်လို့ဖြစ်နေအလွတ်တော့တေကိုင်းတယ်လို့ဖြစ်နေအလွတ်ပေးဆက်ကိုင်းတယ်လို့ဖြစ်နေဒါတွေကလည်းကျွန်တော်တို့ကကျေနပ်မှုမရှိဘူးနော် နေရာတိုင်းနေရာတိုင်းမှာအဓိကကြည့်နေတယ်ချို့ဟိုကျွန်တော်ဒါနေပြီးတော့သွားပြီးတော့လှူတဲ့လမ်းကြောင်းတစ်ချောက်ဆိုတော့ချို့ယူနီဖောင်းနဲ့ဝတ်ထားတဲ့တက်ကြီးပိုင်းနေနော်တက်ကြီးပိုင်းနေတော်တော်တက်ကြီးပိုင်းနေယူနီဖောင်းနဲ့ဝဲပြီးတော့သူဟိုနေဖြစ်တယ် ဒီတမ်းမတော်ကသားတွေကဒီတက်ကြီးပိုင်းရွယ်အိုကြီးပိုင်းအသက်60ပိုင်းတော့အကျော်တွေတောင်တွေ့ရတယ်နော်ငယ်ရွယ်တဲ့သူကထားလိုက်ပါမပြောတော့ပါဘူးဒါအကုန်လုံးလိုက်လိုက်ကြည့်တဲ့အချိန်ကျတော့ဒါကျွန်တော်တို့ပြောချင်တာကနေရနေရနေရတိုင်းမှာတမ်းမတော်သားတွေလုံခြုံရေးအတွက်လှုပ်တောင်တော့လက်ခံပေမဲ့ဒီ pride ဘက်တွေမှာလည်းသူတို့တားပင်ပန်းနေပြီးရင်တော့တိုက်ပြန်တော့လေဒီမှာနေအာရင်ရုံရုံနဲ့အာမင်းဘာဆိုင်လို့လဲသူကန်းနဲ့သူခွဲတာသူလူနဲ့သူခွဲတာဆိုမဟုတ်ဘူးလေ မဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးတောင်းတော့မှာကျွန်တော်ပြောတာရှင်းရှင်းလေးအေးဒါနောက်တန်းနဲ့ခြေတန်းတွေကိုကျွန်တော်ဖွဲပြအောင်တိုင်းမှန်ဆိုတဲ့နေရာကြလို့ရှိရင်တိုင်းပြည်ငင်းကြမို့ငါတို့တိုက်ရတာဒီတိုင်းပြည်အေးချမ်းမှုတော့တိုက်ရတာဖြစ်တယ်နော်တစ်ဖက်အခုမှပေါ့မြန်မာပြည်ထဲမှာရှိနေတဲ့ဒါပြည်နယ်တိုင်း14ခုဟာလာအဲ့တိုင်းမှာရှိနေတဲ့ကိုပြည်နယ်ကြီးမပြတ်စည်းသွားအောင်လို့ကိုနိုင်ငံကြီးမှာပြသတာဒီပြည်နယ်မှာထားသောတောင်ကျန်ဒီပြည်နယ်တခါလဲငင်းကြောင်လောက်ရမယ်ဒီပြည်နယ်မှာဖြစ်ဒီပြည်နယ်မှာတခါလဲငင်းကြောင်လောက်ရမယ် ဟာအဲ့လိုမှမဟုတ်ဘဲနဲ့ဟိုဘက်ကိုလည်းနည်းနည်းတော့နည်းနည်းတော့နည်းနည်းသိမှာပဲများများတော့များများသိမှာပဲတန်တိဒီနေရာကို50ထဲလိုက်ဟိုနေရာကိုအမကေစရေးကို50ထဲလိုက်တိုက်ဝဲကို50တော့ထဲလိုက်တိုက်ဝဲ50တိရောဒီဘက်ကေစရေးက50ပြန်သွားငကိုတဲ့အဲ့ကိုတရားလုံးပြစ်တဲ့ပြုံးမှအဲ့မှလောက်ကြလို့ရှင်ဒါတက်မတော်နိုင်တယ်သိသိမှုမရှိဘူးနော်အခုကမြန်မာနိုင်ငံမှာတပ်မတော်သားတွေကဟိုနေရာတိုင်းမှာထိုးကျွေးခံနေရလို့ထိုးပေးခံနေရလို့ဖြစ်နေတယ်။ဒါကိုကျွန်တော်တို့အနေနဲ့ဒါတပ်မတော်ပိုင်းဆိုင်ရာအကြီးအကဲတွေပုံသိတယ် ဘလောက်သေးတယ်ဆိုတော့စရင်နဲ့သိလိမ့်မယ်နော်အဲလာရှိုးမှာလူအင်အားဘလောက်ဆုံရောက်သွားတယ်ဆိုင်တိုင်းစစ်သေးတာကြီးဘလို့ပါသွားတယ်ဟလာကချင်ပြည်နယ်မှာဘလို့ဖြစ်သွားတယ်ကယားပြည်နယ်မှာဘလို့ဖြစ်နေတယ်ကချင်ကရင်အကုန်လုံးမှာဘလို့ဖြစ်နေတယ်ဆိုတာဒါတမောင်ရဲ့အကြည့်ဟိုစင်းနေရှိပြီးသားဒီပိစက်မှုတွေအားလုံးကပြန်မရှင်းလာတော့တယ်လို့ပြည့်စည်သွားတဲ့ဆုံးရှုံးသွားတဲ့ဟာတွေဘာမှဖြစ်မလာတော့ဒါပေးဆက်မှုအကြီးပဲအဲ့တော့ကျွန်တော်တို့အနေနဲ့ပြောချင်တာကရက်ွက်တွေမှာเนาะ ခံစည်းရိုးခန့်အောင်ပတ်စံတောင်းတယ်နော်ခံစည်းရိုးခန့်အောင်ပတ်စံတောင်းတဲ့ဒါအုတ်ချွေပိုင်းလူတွေရှိတယ်အများကြီးပဲဒါမဲ့ကျွန်တော်တက်ဒီနားမှာတခုပြောချင်တယ်အဲ့ဒီလိုလူတွေကိုခင်ဗျားတို့ဒါကျွန်တော်နဲ့ကျွန်တော်ဒီဖိုင်ကိုแชร์ခြင်းแชร์ပေါ့ဗျာနော်တိတဲ့လူတွေတွေ့တဲ့လူတွေခင်ဗျားတို့ရက်ကွက်မှာဖြစ်နေလို့နော်ခင်ဗျားတို့အဲ့ဒီတက်ဆိုင်ရာသူတွေတိုင်ကြားခြင်းနဲ့ပြောချင်တာဓာတ်ပုံပို့လိုက် အကျင့်ဆိုင်တာဖောက်ပြန်တဲ့သူကျွန်တော်ဖိုင်ရနေပြောမှာကျွန်တော်စီကနေတင်ပေးမယ်။နေရလိမ့်သာနမ်းမဲ့ယူပဇက်လာတောင်းတဲ့အချိန်ကာလအကုန်သာမှတ်ထား။ဒါဘာမှမဖြစ်ဘူး။ခင်ဗျားတို့ကျွန်တော်စီပို့ပြီးတိုင်လို့လေခင်ဗျားတို့ဘာမှမဖြစ်ဘူး။နော်။ပြန်ပြီးတော့ထိရောက်ခံရမယ်အရေးယူခံရမယ်ဆိုမှရှိဘူး။အဲ့ဒီလာလုံဆောင်တဲ့သူတွေအရေးယူခံရမှာကိုကျွန်တော်တာဝန်ယူတယ်။ကျွန်တော်ပြောတာရိုးရိုးလေးနော်။ခင်ဗျားတို့အဲမတရားအနိုင်ကျင့်ပြီးတော့ဟာလာငွေကြေးလာကောက်ခံပြီးတော့အဲဒါမျိုးလုံဆောင်နေပါဆိုကျွန်တော်ဓာတ်ပုံနဲ့တကွာပို့ပြီး နိုင်ငံတော်အဆင့်ကိုလည်းတိုင်မယ်ပြောမယ်ကျွန်တော်ဒါကိုလည်းဒီလူတွေရဲ့အကျင့်ဆိုင်တာဖောက်ပြန်မှုလည်းကျွန်တော်တင်ပြပေးမယ်ဒါကျွန်တော်ပြက်ပြက်သားသားပြောတာဒီတိုင်းကတော့ကျွန်တော်ကိုဟိုဟာလေးပါပြဒီဟာလေးပြပြဿနာတောင်းပါညာတော့ကျွန်တော်မပြောနဲ့ကျွန်တော်ကဒါတိကျမှန်ကန်တဲ့အလုပ်တစ်ခုပဲလုပ်တတ်တဲ့အတွက်ကျွန်တော်ရဲ့ဟိုဒီဟာလေးတော့ကျွန်တော်အားနဲ့ကြိုက်ဖြစ်တယ်ကျွန်တော်ကသူများပြောတိုင်းလည်းမပြောတတ်သူလို့သူများဒါဆိုကိုကိုဘာလူမဲမကိုတော့မမြင်ဘူးတဲ့လူတွေကဒီလိုမျိုးလာလာပြောနေတယ်ဆိုတာကျွန်တော်ကိုယ်တိုင်တက်တဲ့တစ်ခုနဲ့ပြရင်ဒါမြင်နေမှတ်မိတယ် ဒါဒါတော့ကျွန်တော်ညီမဒီလို55တောင်းတယ်ဒီလူပါဒီလူကနာမည်ပါညာဆိုရင်ဟုတ်ပြီအဲကျွန်တော်စုံစမ်းပြီးကျွန်တော်ပြောပေးမယ်တိုင်သက်ဆိုင်ရာပို့ပေးမယ်ပြီးရင်ကျွန်တော်ဒီလူရဲ့အချင်းဆိုင်တာဖောက်ပြန်ကြောင်းကိုနိုင်ငံတော်အဆင့်တိအောင်ကျွန်တော်ပြောပေးမယ်နော်ဒါလေးတော့ကျွန်တော်ပြောချင်ဒီစကားလေးတော့ကျွန်တော်ရေးရေးလေးလေးတော့နားလည်အောင်တော့ကြိုးစားတာပါဟုတ်လားခင်ဗျားတို့ဒီမှာငွေကြီးအလွတ်ကောက်ခံနေတယ် အဲကြောအာနာပြပြီးတော့အာနာကိုလွဲသုံးသားလုပ်ပြီးတော့ငွေကြေးတောင်းခံနေတယ်စစ်မှုထမ်းဥပဒေပဲဖြစ်မြည်သည်အကြောင်းအရာပဲဖြစ်နေပါစေလှုပ်ဆောင်မှုအတွက်လာတယ်ဆိုလို့ကျွန်တော်ခြံစည်းကိုခတ်လိုက်လို့ပတ်စံလာတောင်းရင်ဖြစ်နေပါစေတပ်ပုံရိုက်ပြီးကျုံစီပို့လိုက်ကျွန်တော်စီပို့လိုက်ကျွန်တော်အဲ့ဒါအကျဉ်းလိုက်တာဖောက်ပြန်တဲ့ဒူပါဆိုပြီးကျွန်တော်တင်ပြပေးမယ်အဲ့ဒီကမတင်ပြခင်မှာတက်ဆိုင်ရာကိုကျွန်တော်တန်းဖို့ပေးမယ်ဒါကြောင့်အရင်မယူပေးဘူးလားလို့မေးပြီးတော့မှ အာဒါမဟုတ်ပါဘူးဆိုလို့မအေးမယူပေးပါဘူးဆိုလို့ကျရင်ကျွန်တော်ဆက်လုပ်ပေးမယ်ဒါကျွန်တော်ရှင်းရှင်းလေးပြောတာအခုဘာဖြစ်လို့လဲဆိုတော့ဒီမှာကကျွန်တော်တို့ကပတ်စံယူတဲ့သူတွေကရက်ွက်တန်းမှာရှိနေတော့တောင်းတော်ကိုဂုံတိတ်ခါကြာလဲတမ်းလောင်ဘက်မှာလဲအများကြီးပိတ်ဆက်မှုတွေများပြီးတော့နှက်ဟိုတိတ်ခါကြာလာပြီတကယ်ရနေပြီတကယ်ဖြတ်စည်းနေတာအဲ့အောက်ခြေကစရင်ဖြတ်စည်းနေတာအဲ့ဒီအောက်ခြေကဘာမှဟိုနေမှဖြစ်တဲ့သူတွေကစရင်ဖြတ်စည်းနေတာကျွန်တော်ချက်တမ်းလောင်ချောင်းအနေနဲ့မပြောဘူးနော်ဟိုတချို့ ဒါတိုက်ပြီးတော့တာဝန်ထမ်းဆောင်နေတဲ့ပုံကိုယ်တွေကိုမပြောသေးဘူးဒါတချို့ကတော့ဝန်ထမ်းဖြစ်နေလို့လာတာနဲ့မလုံလောက်တဲ့အနေအထားရှိတာဒါတွေလည်းကျွန်တော်လက်ခံလို့ရနားလည်လို့ရတယ်နိုင်ငံတော်အဆင့်ကလိုအပ်တာတွေလည်းသိတယ်ဒါမှမဟုတ်ဒီလိုပရိဒတ်လိုဒီလိုနေရာမျိုးကြလို့ရှင်အဲ့လိုလူတွေလှူတဲ့လူတယောက်မှမတွေ့ဘူးကြားတော့မကြားဘူးဘသူမှအားငါအားဒီကမှရာဝတာဥက္ကရာပါကျွန်တော်တို့ဒါတာကျွန်တော်ရက်ကွက်ကဒီလိုမျိုးထွက်လူပါလေမရှိဘူးအဲ့မှရှိနေတဲ့ပရိုက်တာဖွဲ့တွေကအမလေးဟိုနဲ့ခွက်လေးတွေနဲ့လမ်းတုံတွေမှာလိုက်ပြီးတော့ခံခလေးလေးတွေကပုံလေးနဲ့ခံနေတယ် ပြီးရင်အဲ့ကလေးလေးတွေကိုခေါ်ပြီးနိုင်ကျင်တာအိုက်ကောင်နေပဲဟဲ့အဲ့စင်းမတိုင်ဘလောက်ဘာမဖြစ်ဘလောက်ဘာမဖြစ်ဘလောက်ဟုတ်လားဒါတွေဒီကောင်တွေတအားယွန်နေတာကောင်းတယ်ဒါကျွန်တော်မှန်တိုင်းပြောတာပြီးသေးတော့တပ်မတော်သားတွေသွားတိတ်ရတယ်သွားတိုက်တော့တပ်မတော်သားတွေသွားတိုက်ရတယ်နော်တကယ်တကယ်ပတ်စံယူပြီးတော့ရက်ွက်ထမ်းမှဒုက္ခပတ်ပေးပြီးတော့မှလိုင်းကြီးမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့တောင်းနေကြတဲ့သူတွေကြတော့ဒီတိုင်းလေအေးစေးတတရပဲဟိုပြီးခဲ့တဲ့ရက်တည်းကလည်းဒါကျွန်တော်တွေ့ပါတယ်ဟို resorting တွေပါသွားတဲ့အချိန်မှာလည်းတွေ့သလိုဟလာဒါ KTV ဘက်တို့ဖြတ်သွားတဲ့အချိန်မှာလည်းတွေ့တယ်အမှလည်းရက်တည်းကတောက်ပြီး move UV ထွက်လာတဲ့သူတွေဒါတွေကိုအခုနိုင်ငံတော်အစိမ့်နေနဲ့လွတ်မထားသင့်ဘူးလို့ကျွန်တော်ပြောချင်တယ်နော်ဒါတွေကိုလွတ်မထားသင့်ဘူးဒီလိုကဲစိမ်းနေမှာဒီလူတွေကိုထည့်ရမယ်ဒီလူတွေကိုပဲတောင်းဝင်ပေးပါဒီလူတွေပတ်စံကောက်ဖို့အတွက်ကိုဟိုတိုင်းယူဘယ်လိုပြောမလဲဆိုတော့တမတော်ကို ဟိုဂုံသိန်းကကြာစင်းအောင်ညွန်းအောင်ဆေးအုပ်ချုပ်ရေးငါတို့လှုပ်ထားတဲ့ဆေးအုပ်ချုပ်ရေးရဲ့ဒါမျိုးကြာမင်းတို့ဒါမျိုးပြမှန်ဆိုပြီးတော့အနိုင်ကျင့်တဲ့ပုံစံမျိုးအာဏာနဲ့အနိုင်ကျင့်တဲ့ပုံစံမျိုးဖြစ်တယ်။နော်ဒီဟာကကျွန်တော်တို့ဟိုရှေ့ပြောလို့ရှင်နိုင်ငံတော်အယုံဆိုးတယ်လို့အကြီးအကျယ်တို့ပြည်သူတွေအတွက်တပ်မတော်ယုံရှာမှုသာဖြစ်တယ်။နော်ကျွန်တော်တပ်မတော်သားတွေတေးကြတာရင်ဆုံးရှုံးတာလေကျွန်တော်တို့လက်မခံနိုင်ဘူး။နော်လူအသက်တွေဆုံးရှုံးတာကိုလည်းလက်မခံနိုင်ဘူး။အဲ့တော့ပိုင်ရဲကိုမင်းတို့တိုက်ပါလားတိုက်လို့မရဘူးလေ။ ဟုတ်လားတိုက်လို့မရဘူးပယံကောကိုနိုင်တဲ့အားနဲ့ကာကွယ်ပေးတယ်လှုပ်ဆောင်ပေးတယ်အာဒီနာမှာဒီလိုဖြစ်နေဒီလိုပြပြည်သူတွေလည်းစိတ်အေးချမ်းအောင်လှုပ်ပေးတယ်ပြည်သူတွေကိုစိတ်တော့ကဖြစ်အောင်လည်းတစ်ခါမှလှုပ်မပေးဘူးပြည်သူတွေစိတ်အကြောင်းလုံးပေးမှုတဲ့တံတော်သားတွေကိုကူညီနိုင်တဲ့ဟောင်းကူညီပေးမယ်ကိုလှုပ်ဆောင်နိုင်တဲ့အရာတခုကိုနိုင်ငံအတွက်လှုပ်ဆောင်ပေးတယ်ဒါကတော့ရှင်းရှင်းလေးပဲเนาะအဲ့တော့ကျွန်တော်ပြောချင်တယ်ရခိုင်ဘက်ကတော့ရှင်းနေပြူဟာကြကြမလှုပ်ဆောင်နိုင်ဘူးလားဆိုတဲ့မေးခွန်းတစ်ခုတော့ကျွန်တော်ထုတ်ချင်တယ်ကျန်တဲ့နေရာတွေကတော့ ဟိုဒါတော့သူအေးတာလိုက်ပါအောင်မယ်နော်ရခိုင်ကတအားကြီးလူတွေဟိုခေါင်းတွေဖြတ်တာတမျိုးလယ်ပင်ဖြတ်တာတမျိုးနဲ့နှိမ့်ဆက်ညင်မှမူ73ငန်းနေပေါ်မှာတော်တော်များလို့ဒါကျွန်တော်စိတ်မကောင်းလို့ထပြောတာဖြစ်တယ်တမ်းတော်ကြီးအနေနဲ့နော်နိုင်ငံတော်အစ်အနေနဲ့ဒါလှုပ်ဆောင်ပေးဖို့လဲကျွန်တော်အနေနဲ့တောင်းဆိုတယ်နော်ကျွန်တော်အနေနဲ့တောင်းဆိုတယ်ဒါမလှုပ်ဆောင်နိုင်အောင်နိုင်ငံတော်အစ်အဆောင်မလှုပ်ဆောင်နိုင်အောင်ရေချိုးဒါလို့ပြောင်းပြန်နိုင်ပြလို့ရတယ်နိုင်ငံတော်အစ်အပုပ်ကပြောင်းပြန်နိုင်ပြလို့ရတယ် နော်မြန်မာနိုင်ငံမှာရှိနေတဲ့လူရဲ့တန်ပေါင်းများစွာကဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကိုဆဲကျင်ထဆဲအကုန်ဆဲဆဲလို့ရတယ်ဒါပေမဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်မင်းတို့ဒါလုပ်ဆိုမလုပ်လို့မရဘူးနော်အဲ့တော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်မင်းတို့ဒီနေရာကိုဒါလေးလုပ်စင်ပါလေလို့ပြောလိုက်တာနဲ့မလုပ်လို့မရဘူးလုပ်ပေးရတာပဲလုပ်ပေးရတာပဲအဲ့တော့ကျွန်တော်တို့ကဒီအမိန့်ကိုပဲလိုချင်တယ်လို့ကျွန်တော်ပြောရင်းနဲ့ ဒါမြန်မာနိုင်ငံအေးချမ်းဖို့အတွက်တောင်းဆိုပါတယ်ဗျာเนาะတပ်မတော်သားတွေအဲ့မှာရှိတဲ့ကြေးရွာသူကြီးရတဲ့ AR တိုင်းဘက်မှာရှိနေတဲ့ညီကောင်မောင်နှမတွေအကုန်လုံးအေးချမ်းတည်ငြိမ်စွာနေထိုင်နိုင်ဖို့အတွက်ကိုကျွန်တော်အနေနဲ့ဒါပိုင်ရဲကုန်နေတဲ့တောင်းဆိုပါတယ်ဒီနေ့ဖိုင်တွေကလည်းနည်းနည်းများများလွှင့်မိလို့ရှိရင်လည်းတောင်းပန်ပါတယ်ဗျာဒီနေ့ကျွန်တော်စိတ်ကနည်းနည်းတိတ်အစိမ်းမပြေပဲ